ဝမှာဖြစ်ချင်တဲ့ຢာတွေအရင်များတယ်လိုချင်တဲ့ຢာတွေအရင်များတယ်ဆိုလို့ရှိရင်လည်းဘဲຢာကိုကောင်းတယ်ဖော်လို့ဖော်ရမယ်မသိပဲနဲ့စိတ်တက်ကြတာတွေစိတ်ရှုပ်တာတွေဖြစ်လာတတ်ပါတယ်ဒါကြောင့်အုံမုံကဒီနေ့လေးမှာတော့အဲ့လိုချင်တဲ့ຢာတွေဖြစ်ချင်တဲ့ຢာတွေရလာစေဖို့ຢာအတွက်ဒီနေ့လန်း၃ခုကိုမျှဝေပေးခြင်းပါတယ်နံပါတ်၁ချက်အနေနဲ့ကတော့ကိုယ်ဖ ်ချင်တဲ့အရာကိုလိုချင်တဲ့အရာတွေကိုဒီကောင်းနဲ့ဒီစိတ်ထဲမှာမထားပဲနဲ့အပြင်စာရွက်ပုံမှာချပြီးတော့မှရေးရမှာပဲဖြစ်ပါတယ်။အဲ့လိုရေးလိုက်ခြင်းအပြင်ကိုပါတွေကိုလိုချင်တာလေတိတိကျရှင်းရှင်းလင်းလင်းသိရှိသွားမှာပဲဖြစ်ပါတယ်။နံပါတ်၄ချက်အနေနဲ့အရေးကြီးဆုံးကတော့အဲ့ဒီလိုချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေများစွာထဲကမှကိုအဖြစ်ချင်းဆုံးကိုအလိုချင်းဆုံးအရာတစ်ခုကို အရင်ဦးဆုံးရအောင်ဖြစ်အောင်လှုပ်ဆောင်ဖို့ရအတွက်လိုအပ်ပါတယ်။ ဲ့ဒီကြောင်ကိုအလုံးချင်းစုံကိုဖြစ်ချင်းစုံအရာတစ်ခုကိုပြန်လည်ပြီးတော့မှ ယူရေးချေပြီးတော့ရေးသားထားဖို့ရတဲ့လိုအပ်ပါတယ်နောက်ဆုံးနံပါတ်3ချက်အနေနဲ့ကတော့တကယ် action ယူပြီးတော့မှအလုပ်လုပ်ဆောင်ဖို့ရတယ်လိုအပ်ပါတယ်အဲ့လို action ယူပြီးလုပ်ဆောင်မှသာလေဟိုမလို့လိုချင်တဲ့ຢာတွေဖြစ်ချင်တဲ့ຢာတွေရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကကိုလိုချင်တဲ့ຢာတွေဖြစ်ချင်တဲ့ຢာတွေတော့ရှိတယ်ဘလို့ကောင်းတဲ့ဖော်ရမှန်းမသိဘူးဖြစ်နေတယ်နီးလန်းတွေမသိဘူးဖြစ်နေတယ်ကိုယ့်ရဲ့အကြောင်းကိုကိုပို့ပြီးတော့သိချင်တယ်ကိုကိုကိုပို့ပြီးတော့ train ပေးနိုင်ချင်တယ်ကိုကိုကိုအတိုင်းအတာတစ်ခုတည်း coach လုပ်ပေးနိုင်ချင်တယ်ဒါမှမဟုတ်ရင်လည်းတခြားလူတွေကိုလမ်းပြပေးတဲ့ coach တွေဖြစ်ချင်တယ်ဆိုလို့ရှိရင်အတုံးချစိတ်ပညာလို့ခေါ်တဲ့ neuro linguistic programming နဲ့မှာကိုကို ုကိုတိုးတက်ပြောင်းလဲရဘယ်လိုလုပ်ရမလဲအလေးချိန်ကောင်းတွေကိုဘယ်လိုဖန်တီးရမလဲလူတွေနဲ့ communication ဘယ်လိုကောင်းအောင်လုပ်ရမလဲလူတွေကိုလွှမ်းမိုးနိုင်ရဘယ်လိုလုပ်ရမလဲဘယ်လိုမျိုးဗီဒီယိုတွေကိုရိုက်ရမလဲဘယ်လို title တွေထားရမလဲစတဲ့အကြောင်းအရာတွေကိုအတုံးချစိတ်ပညာလို့ခေါ်တဲ့ neuro linguistic program ရဲ့ NLP traditional coach online training သင်တန်းကြီးမှာထည့်ပြီးတော့မှမျှဝေပြသွားမှာပဲဖြစ်ပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုကိုဆုံးသတ်ချင်ပါတယ်။တစ်ချိန်တည်းမှာပဲဖြစ်ချင်တဲ့အရာတွေလိုချင်တဲ့အရာတွေတစ်ခုချင်းစီတစ်ခုချင်းစီတစ်ခုချင်းစီကိုအကောင့်ထဲပေါ်ရင်းနဲ့ကိုယ့်ရဲ့တရက်တာကိုကုံဆုံးမှာဖြတ်တန်းမှာလို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ်။ကျေးဇူးများတင်ပါတယ်။အကျိုးရှိလိမ့်မယ်လို့အပြည့်အဝယုံကြည်ပါတယ်။အကျိုးရှိတယ်ဆို comment မှာ yes လို့ရေးပေးခဲ့ပါအောင်။အမြဲတမ်းမှတ်ထားပါ Hero is you.